ဒီစကုနေကုနေဇောင်းမလာဇန်နာရဲ့ခရစ်နှစ်1925ခုနှစ်အော်တိုဝါလာ25ရက်စနေနေ့ငကုနိုင်းကျေတာကြီးလေးကိုမြုပ်တယ်အမြန်လမ်း9မိုင်6ခါလုံးမှာရှိတဲ့ယရနာအောင်မြေကျောင်းလိုက်တွင်ပါဒီနေ့ဦးဇင်းတို့တရားစကားလေးနဲ့ငယ်ပြောပြမယ်ဇင်းတို့ဗာမြောင်းပြောပြခြင်းလဲဆိုရင်ကုကုကုချီကုကုကုတနာရင်တရားရှုမှတ်ပါမ ီလိုကောင်းစီနေပြီးပြီးတော့တူများတရားနိုင်အောင်နော်ကုကုကုကြည်ရင်ကုကုကုတနာရင်တရားရှုမှာပါဆရာမြတ်စွာဘုရားတဘာဝရမဟောတာတအတ္တနဲ့စီပြယံစင်ညာရခိယံတံပုရခိတံတိတံအညတရံယံပတိစကိယပန္တိတောတဲ့ အတ္တဉ္စီပြည့်ယံစင်ညာရခိယံသူရခိတံတိဏ္ဍဉ္ဇတရံယာမပရိစ္ဆခိယံပန္တိတောအန္တိတောဉာဏ်ရှိတဲ့သူဟာအတိဉာဏ်ပညာနဲ့ပြည့်စုံတဲ့သူအတ္တဉ္စီမိမိကိုယ်ကိုပြည့်ယံစင်ညာတကယ်ရှိတဲ့ဆိုရင်နန္တုမိမိကိုယ်ကိုသူရခိတံချက်ချင်းရဲ့သတိတည်ရနေအောင် ရခိယဆောင်းလျှောက်ရာ၏တိန်တန်အညတရယာမပฏิဇခိယပန္တိတောအရွယ်သုံးပါးတစ်ပါးပါမှာကုကုကိုတုတ်တရားမယ်တဲ့တရားဓမ္မဆိုလိုမိမိကိုကိုတကယ်ကြည့်တယ်ဆိုရင်မိမိကိုကိုတကယ်တနာတယ်ဆိုရင်တရားရှုမှတ်ဖို့ဝိပဿနာတရားရှုမှတ်ဖို့တရားလုံးလုပ်ဖို့ကုသိုလ်လုပ်ဖို့ ရှင်ရှင်ဒီလိုမိတ်တယ်။လောကမှာရှိတဲ့သူတွေတတိထားကြည့်။မြို့သမီးဖြစ်ဖြစ်မြို့သားဖြစ်ဖြစ်။မိကုမင်းချစ်လာဆိုချစ်တယ်ပဲပြောတာ။ယဟန်ဒီပဲဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ်။အတ္တနဲ့စီပြည့်ရစီညာ။ရခိယနာသူရခိတ္တိတိနေနတ္တရာမပတိစေခိယပတ္တိတော။အတ္တနဲ့မိမိကိုယ်ကိုပြည့်ရစီညာတကယ်ချစ်တယ်ဆိုရင် တို့အချစ်တယ်လို့ပြောတယ်ဒါပေမဲ့ကုကုကုတကယ်ချစ်တယ်စင်အရွယ်သုံးပါးတပါးပါမှာပထမအရွယ်ကြီးပေါ်အောင်တိုးတက်အောင်ချမ်းသာအောင်လောကီချမ်းသာအောင်လောကုတ္တရချမ်းသာအောင်ကြိုးစားစားပထမအရွယ်မှာအချင်းမမိလိုက်ဘူးဆိုရင်ဒုတိယအရွယ်မှာကြိုးစားစားဒုတိယအရွယ်မှာမမိဆိုတတိယအရွယ်တော့မဖြစ်မနေကြိုးစားတချို့ကပထမအရွယ်လည်းမလုပ်ဘူးဒုတိယအရွယ်လည်းမလုပ်တတိယအရွယ်လည်းမလုပ်ဘူးဆိုရင်ပါဇက်ကတော့ကုကုကုတကယ်ချစ်တယ်ပြောတာကိုယ်ကိုယ်တကယ်ချစ်တယ်ပြောပြီးတော့ သူစီအလုပ်တွေလုပ်တယ်ကုကုကုပယ်လေးပါးမှာနစ်စီတဲ့ဆင်းရဲဒုက္ခတွေမှာနစ်စီတဲ့အလုပ်တွေလုပ်နေတဲ့ဆိုရင်ကုကုကုပါဇက်ကလာချစ်တယ်ပြောတာတကယ်ချစ်တာမဟုတ်ဘူးလေနစ်ပြစ်တာဘလို့နစ်ပြစ်တာလဲဆိုရင်ဆင်းရဲဒုက္ခတွေရောက်နစ်ပြစ်တာဘလို့နစ်ပြစ်တာလဲဆိုရင်ရင်းတရစ်စံပြည်တာသူတကယ်ဆိုရင်အပယ်လေးပါးရောက်အောင်နစ်ပြစ်တာကိုကိုကိုတကယ်ချစ်တဲ့သူလားကိုကိုကိုတကယ်နစ်တဲ့သူလားဆိုဆို ကိုယ့်ရဲ့လုံရချင်းပြီးတော့တုံ့တက်လို့ရတယ်ကိုယ့်ကိုယ်လည်းတုံ့တက်လို့ရတယ်အများလည်းတုံ့တက်လို့ရတယ်ကျေးဇူးတော်ရှင်ဘုဂုဆရာတို့ဆရာကြီးတို့ဆုံးမထားကိုယ့်ကိုယ်ကိုယ်တနာပါတဲ့ကိုယ့်ကိုယ်ကိုတကယ်ချစ်ပါကိုယ့်ကိုယ်ကိုယ်တနာရင်ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်တယ်ဆိုရင်ဝိပဿနာလုပ်ကြပါတဲ့ကျေးဇူးတော်ရှင်ဘုဂုဆရာတို့ဆရာကြီးတို့လုပ်မိတ်ပြီးတော့ဆရာတို့ဆရာကြီးတို့လုပ်မိတ်လဲဆိုရင်ဒီနေ့နဲ့ခင်းပေါ်လေး ဥစဉ်လို့လက်ခီးရပန်းသားများလူတွေများတာနဲ့တရားရှိမတဲ့ကိစ္စတနေ့တနေ့ပြည်ပနဲ့ရွတ်တယ်တရားထိုင်တယ်ခုရဲ့ခီးတွေပန်းလူတွေပန်းနည်းနည်းပဲလုပ်ဖြစ်တယ်ဒီနေ့တော့ကဆူဆူပိုင်းနဲ့လမ်းလျှောက်ပြေးယူပထမ်းယူပြီးတော့တရားထိုင်တရားထိုင်နေတဲ့အခါမှာစိတ်ထဲမှာအထိုက်လျောက် ဓမ္မရတ္တလေးရတယ်ပေါ့လေဓမ္မရတ္တခံစားရတယ်ပေါ့တရားထိုင်တော့စိတ်ချမ်းသာတော့နော်တရားချမ်းသာလေးရတယ်ဘယ်သူမှဆိုတရားထိုင်တရားချမ်းသာရတာပဲလေအဲ့ဒီကမှာစာလေးတွေဖတ်ရင်လည်းကျေးဇူးရှင်ဘုဂုဆေတော်ဘုရားရဲ့စာလေးတွေကိုတော့ဖတ်ပြီးဆေတော်ဘုရားရဲ့ဘုလိုဆုံးမထားလဲဆိုင်ကိုယ်ဤကိုရာကိုသားကိုသမီးကိုဇနီးကိုခင်မွန်းတင်တဲ့နေနေရတာတဲ့ သားတွေမွေသမီးတွေမွေအိမ်တော်လေးပြုအဲ့လိုကလေးလေးနဲ့တရုံကြီးနဲ့နေရတော့ခင်ဗျားတို့ကအချိုးပေးကောင်းတယ်လို့အောင်းပေးကြတယ်တဲ့အချိုးပေးကောင်းတယ်အချိုးပေးကောင်းတယ်လို့အောင်းပေးကြတယ်တဲ့အချိုးပေးကတန်းမြောင်လွန်ပြီးတော့အပေကြီးရောက်နေကြတာတဲ့ဆရာရည်တိကပြောနော်မျိုးလုံးဘောကလာလိုက်ပြန်တနာဥပါဒံကံရောက်မှဆုံးတယ် စလုံးဇလုံးဘောကနေပြီးတော့တန်ခါသားပဲတန်ခါသမီးပဲငါဇနီးပဲငါခင်မောင်းပဲငါရဲ့မြည်လေးပဲအာငါသိချစ်တဲ့မြည်လေးအဖိုးချစ်ကလေးဖွားချစ်ကလေးဖွားချစ်တော့ဖွားချစ်ကလေးပေါ့ဖွားချစ်တော့ဖွားချစ်ကလေးပေါ့အတားလေးပဲသမီးလေးပဲဆိုပြီးတော့လောကတဘာဝတန်ရစဉ်တွေ့ကြတာပေါ့လေဆိုတော့မျက်လုံးဘောကလာလိုက်တဲ့တဏှာဥပါဒ်မျက်လုံးဘောကနေပြီးတော့မြင်လိုက်တယ်ဆိုတော့သာသမီးဇနီးခင်မောင်းပစ္စည်းအုပ်စုရှာလို့အားတယ် ဒါတွေကိုမျက်လုံးပေါက်ကမြင်လိုက်တဲ့အခါမှာညံပါမညံမပါလို့ရှိရင်တဏှာဥပါဒံကံမြောက်တာနော်ချစ်ခင်နဲ့တဏှာဆွေးလဲလို့ပါတယ်မျက်လုံးပေါက်ကနေလာလိုက်တဲ့တဏှာဥပါဒံကံရောက်တယ်နားကလည်းကြားလိုက်ပြန်ပြီးသားလေးရဲ့အတန်သမီးလေးရဲ့အတန်ပြီးလေးရဲ့အတန်ဒါလည်းကြားလိုက်ပြန်ကြားလိုက်တော့ဒီနားကနေဝင်လာပြန်တဏှာဥပါဒံကံ နှခေါင်းအတန်လေးပြန်ပြီးတနာဥပါလည်းကံပါဇက်ကစားလေးပြန်ပြီးတနာဥပါလည်းကံမနောဘောက်ကတာရည်တမီစီပါရည်စားတာကြီးကျန်စီတယ်အဲ့လိုတွေးရည်ပြန်လာတော့တနာဥပါလည်းကံရောက်ပါရှောင်းပြန်ပြန်တနာဥပါလည်းကံရောက်လို့ဆုံးမယ်လို့မရှိဘူးတဲ့ကျေးဇူးတော်ကြောင့်ဘုက္ခဆရာတို့ပြန်ပြောတာရန်တော်ကြဆရာကောင်းတယ်။တမန်ပစ္စည်းမခိုးဘဲနဲ့တမန်တွေကိုမလိမ်ဘဲနဲ့ ပဏ္ဍိဝရမလုံဖင်းနဲ့အတရိယရဏမလုံဖင်းနဲ့ကာမိတုမိစ္ဆာဆရာဘုဒ္ဓဝရသုရပိရိယအဲ့ဒီသူများပစ္စည်းခိုးတာတွေသူများကိုလိန်တာတွေသူများသားများပြမာတာဒါတွေမလုံဖင်းနဲ့ဒါတွေမလုံဘူးသူများပစ္စည်းမဟုသူများဟာမလိန်ဘူးဘုဒ္ဓမပြောဘူးအဲ့ဒါတွေမလုံဖင်းနဲ့ဖြစ်နေရတဲ့ကံတွေတဲ့ဒါဗျာရှင်ဟောတာဆိုရင်တရားသဘောက ဖြစ်စဉ်ကဒီလိုဖြစ်နေတာဟုတ်တယ်နော်သူမျက်လုံးကနေလာတယ်မျက်လုံးကနေကြားယုံမြင်ယုံစိတ်ကူးယုံဂျုံနေထားမှချမ်းသာရတော့ကလည်းငါသားပဲငါသမီးပဲငါဇနီးပဲငါခင်မောပဲငါပစ္စည်းဥစားပဲဘယ်သူပဲချမ်းသာတို့ပုရုဇဉ်သဘောဝဖြစ်တယ်အဲ့လိုဖြစ်လိုက်လို့ရှိရင်တတိလေးဉာဏ်လေးမကတ်လိုက်ဘူးဆိုလို့ရှိရင်တဏှာဝရကံရောက်တာပဲမျက်လုံးဘောကနေပြီးတော့ဝင်လာတဲ့တဏှာဝရကံပဲ နာဘကနေပြီးတော့ဝင်လာတယ်၎င်းဘကနေပြီးတော့ဝင်လာတယ်တဏှာဥပါဒေကပါဇာဘကနေဝင်လာတယ်မနောဘကနေဝင်လာတယ်တဏှာဥပါဒေကဝိဝတနာလုံးပါလို့ဘုန်းကြီးတို့တိုက်တွန်းရမှာမဟုတ်ဘဲနဲ့ကိုယ်ကိုတနာရင်ကိုယ်ကိုချင်းကိုယ်ကိုကိုကဲတင်တဲ့ဒီတရားအလိုဝိဝတနာအလိုလုံးကိုလုံးရမှာဆိုပြီးတော့ကျေစွတ်လို့ရှင်မဟုတ်ဆရာတော်ဘုရားကြီးတို့ဒီလိုဆုံးပါတာတော့ကတော့ပြောကြတယ်တဲ့တာလီလူလာမမြောက်သေးတာ မီးလေးလူလားမမြောက်သေးတာမြည်လေးတွေလူလားမမြောက်သေးတာနော်တပြေးတပြေးအဲ့လိုနဲ့တပြေးတပြေးတာတပြေးပြေးသူဘဝတဏလူတိုင်းရှိတာကာမတဏဘဝတဏဘဝတဏရှိလို့ဘဝကိုခုံမင်းတွေ့တာတဲ့တဏရှိရှိအဲ့ဒါရှိလို့သားရပြီးရင်လည်းဒီသားသမီးအကြောင်းပြုပြီးတော့တော့ကမြည်ဆိုတာဖြစ်လာပြန်အဲ့ဒီတဏငယ်တစ်စင်ပါလေးတွေကိုတန်းစင်တွေ့ကြတာပဲဒီ ာလီလူလာမမြောက်သေးလို့တမီးလေးလူလာမမြောက်သေးလို့မြီးလေးလူလာမမြောက်သေးလို့စီဝါရလူကျင်တဲ့ဘန်းနိုင်ချင်မြောက်သေးလို့ဝိဝတနာမလုပ်သေးပဲတရားမလုပ်သေးပဲဖြစ်နေတယ်လို့ခုခုကိုဒီလိုဆင်ញေပေးကြခုလူဆင်ញေပေးဒီလိုဆင်ញေပေးခုခုဆင်ញေပေးအဲ့ဒါတွေကတော့လောကီကိစ္စလောကလူတွေကတော့လုံနေလုံရင်းနဲ့ခုအတွက်တရားအလုပ်တစ္ဆုံပန်အတွက်လည်းကောင်းစေတယ်တမလွန်အတွက်လည်းကောင်းစေတယ် တောကရအဆူဆုံးကြုံရင်လည်းခန္ဓာရှိစီတဲ့တရားလို့ကို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 ချင်တကယ်ချစ်တယ်ဆိုရင်ကိုကိုကိုတကယ်တနာတယ်ဆိုရင်ကိုကိုကိုကဲတယ်လည်းအလုပ်ကိုဒုက္ခလုံးဝမင်းနဲ့ဒီအလုပ်ကိုရမထားဘူးတဲ့ဝိပဿနာမရှုပြအောင် လုပ်တာက တနာတဲ့ဒါလေးသမီးလေးအကြောင်းမြင်ညွတ်လို့ကာမကြုံလို့ခန္ဓာကိုယ်ကခေါင်းကိုက်တယ်လို့လည်းမရနားတယ်လို့ရှင်းချက်တယ်လို့ဘဝဖြစ်တယ်လို့တရားဖြစ်တယ်လို့ဒီလို အကြောင်းနေချပြီးတော့ပြနေတယ်တဲ့ကျေးဇူးတော်ရှင်ဘုက္ခုဆရာတော်ဘုရားကြီးတို့ဆုံးပါတယ်တချို့ကပြောတယ်နိဗ္ဗာန်အဝေးကြီးဆိုတဲ့နိဗ္ဗာန်အဝေးကြီးဆိုတဲ့သူများပြောတန်ကြလမ်းဆုံးနေလို့ရှင်တဲ့အမှားကြီးမှားမယ်တဲ့ခန္ဓာကိုယ်ကအိဋ္ဌာမလို့အိဋ္ဌာသိဝိပဿနာရှိတာဒီခန္ဓာမမြဲတဲ့ခန္ဓာလေ ဘလူခန္ဓာမြင်ဘလူခန္ဓာမှမြင်ဦးဇင်းတို့ခန္ဓာလည်းမမြင်တရားကြီးတွေမကြီးတွေခန္ဓာလည်းမမြင်ဆရာကြီးတွေဆရာကြီးတွေဆရာလေးတွေဆရာကြီးတွေခန္ဓာလည်းမမြင်မမြင်တာအိဋ္ဌဆံမမြင်တာအိဋ္ဌဆံခန္ဓာကိုအိဋ္ဌဆံမလို့အိဋ္ဌဆံဆိုသိရင်ဝိပဿနာဖြစ်တာအဲ့ဒီအိဋ္ဌဆံဆုံးအောင်လိုက်လို့ရှိရင်လောကုတ္တရာမဖြစ်တယ်ခန္ဓာဒုက္ခတော့ဒုက္ခကြီးကြီးပဲ ဒုက္ခမို့လို့ဒုက္ခသိရင်ဝိသနာဖြစ်တာပဲဒုက္ခဆောင်းဝင်လိုက်လို့ရှိရင်လောကုတ္တရာပဲရောက်တာပဲအနတ္တကနာအနတ္တမို့လို့အနတ္တလို့သိတယ်အနတ္တလို့ရှိရင်ဝိသနာဖြစ်တာပဲနေစာဒုက္ခအနတ္တမမြင်စေဆုံးမြင်ခရဝေယဖြစ်ပြီးဖြစ်တာပဲလို့ဒီလိုဆုံးအောင်လိုက်လို့ရှိရင်လောကုတ္တရာပဲဖြစ်တယ်ဒီခန္ဓာကိုယ်ကြီး32ခုထာတာရှိတယ် ဆဗေမွေးကြီးဖြစ်တဲ့တဲ့တဲ့သွားရေတူရေပါအသာအကျော်အညို့နှလုံးအသေးအမြင့်အဖြစ်အစိုးဦးမှဦးသိအစတဲ့အစဟောအုံနောက်တဲ့ကြီးတလိပြီးတွေ့ချွေစီခဲပြည့်စီကြီးတလိနဲ့စီချင်းငယ်စုစုပေါင်း30နှစ်ခု32ခုတာတာခေါ်တာအဲ့ဒီ32ခုတာတာကြီးကြီးပါဆဗေမြဲလို့အမြဲဘူးဘယ်ဆဗေလဲပြဿနာရှိတယ်နော်ဆဗေကပြဿနာရှိတယ် သူချူချိန်တယ်နော်ချူတာပဲချူချိန်တယ်နော်ချူတာပဲအဲ့ဒီသမင်ကတခါတခါကိုမချူစီခြင်းနဲ့အမဲသမင်မဲတွေကကျွတ်သွားပြီးတော့ချူစီခြင်းနဲ့အယူတွေကြိုင်ကြံနေနော်မေရီယာလုံးလိုက်ထွေးလိုက်ကျွတ်သွားရင်တော့မှအဖြူလေးတွေရဲ့ပြစ်ဆာရှိရှိကိုယ်စီမှာကျန်တယ်။စပင်လိုကိုယ့်ဘုံမှာပြစ်ဆာရှိကြရင်စပင်ဖြူတယ်လို့နော်။ စရာသဘောဇာတိသဘောဟာသစ္စာရှိတယ်လို့ကိုယ်ပေါ်မှာကိုယ်ခန္ဓာပေါ်မှာကိုယ်ရုပ်ပေါ်မှာဟောတာမမြင်တာပဲလို့သစ္စာရှိရှိပြီးလို့လို့နော်မမြင်တာအိသာဟောတာဆင်းရဲစီတာပဲလို့သစ္စာရှိရှိပြီးလို့လို့ဆင်းရဲတာဒုက္ခတာကိုမပိုင်ရဆုံးမရဘူးလို့အနတ္တလို့သစ္စာရှိရှိပြီးလို့လို့တာခရဝေယဖြစ်ဖြစ်ပြည့်တဲ့သဘောလို့ စ္စာရှိရှိဒီလိုလို့ဆိုတော့အဲ့လိုအနိစ္စဟောအနိစ္စမှန်တည်တယ်အနိစ္စမလို့အနိစ္စတည်ဥပဒနာဖြစ်တာပဲတဲ့အနိစ္စဆုံးအောင်လိုက်လို့ရှိရင်ဒုက္ခမှန်ဖြစ်တယ်ဒုက္ခကိုဒုက္ခမှန်တည်တယ်ဒုက္ခလို့တည်ရင်ဒုက္ခလို့တည်တယ်ဥပဒနာဖြစ်တာဒုက္ခဆုံးအောင်လိုက်လို့ရှိရင်ဒုက္ခမှန်ဖြစ်တာအနတ္တကိုအနတ္တလို့တည်တယ်အနတ္တလို့တည်ဥပဒနာဖြစ်တာပဲတဲ့ နတ္တဆုံးအောင်လိုက်လို့ရှိရင်လောကုတ္တရာပဲဖြစ်တယ်ဒီလိုဆိုတယ်ဒုက္ခနာကိုကြီးရတဲ့သူတတ်ယောက်ျားလိုပဲနော်ဒီခနာကိုကြီးရသူတတ်ယောက်ျားလိုပဲသူ့ကိုတတ်နေတာဟမ်ပထမအရွယ်တက်ခဲ့ပြီဒီမှာရှိတဲ့သူတွေတော်တော်များများပထမအရွယ်ကိုတက်ခဲ့ပြီခနာကိုကြီးအဒုတိယအရွယ်သူချင်းချင်းနေဝင်ရောက်ချုပ်စဒုတိယအရွယ်တက်ခဲ့ပြီပထမအရွယ်ဒုတိယအရွယ်ပြီးပြီး တတိယအရွယ်ကိုရောက်တော့ဦးဇင်းတော်ကလည်းသံဝန်လာပြည့်နေစ49ကြည့်ပြီကိုကို48ပြည့်တဲ့ကို49ကြည့်ဆို50ရောက်တော့ခြေလူအကျိုးတွေပါဖြစ်ကုန်ပရမအရွယ်တက်ခဲ့ပြီဒုတိယအရွယ်ရောက်နေပြီဒုတိယအရွယ်လည်း50နောက်ပိုင်းဆိုကုန်ပြီတတိယအရွယ်ပဲရှိတယ်တဏှာကြီးအတ္တယောက်ျားပထဝီဓာတ်ကတတ်တော့ဓာတ်ချုပ်တယ်လို့ဖြစ်တယ်နော် ပတုပိဋကတတ်တယ်လေတို့ဓာတ်ချုပ်တယ်ဟိုဓာတ်ချုပ်လို့ဘယ်ရည်ချုပ်လို့ဆိုဖြစ်ဖြစ်အာဘောဓာတ်အာဘောဆိုတာယူစီးတာအာဘောဓာတ်ကတတ်တော့စီးလုံးနဲ့သွေးလုံးနဲ့ဆိုတာဖြစ်တယ်နော်စီးလုံးသွေးလုံးပြီးတော့သိကြတာလည်းရှိရှိဓာတ်ချုပ်ပြီးတော့သိကြတာလည်းရှိရှိဝါယောဓာတ်ကတတ်တော့ရှောင်ဖို့ပြီးတော့တည်တယ်ပရိသမီတေဇောအာဘောဝါယောဓာတ်ကြီးလေးပါ အဲ့ဒါကိုအမှန်မှားပြီးလမ်းပြန်သေးတာကတင်ညာတကတပြိတပြိမှန်သွားပြီးတော့တတ်တဲ့တင်ဆိုတော့ခန္ဓာခန္ဓာ၅ပါးဒုတ္တယောက်ျားကိုခန္ဓာ၅ပါးဒုတ္တယောက်ျားကိုမနမူလင်းတာနဲ့ကော်ပြီးတိုက်ပြရတယ်ပုံကျွေးရတယ်အစာအာဟာရကျွေးရတယ်ဟိုမဝေးငါလေးကျွေးရတယ်တင့်တော်လာမြတ်တာတာလေးခန္ဓာကိုယ်ကြီးကိုကျွေးနေရတယ်တကယ်တော့သင်မင်းကိုကွန်ဆက်တာတဲ့ တိမေဟောကွန်ဆက်များတော့သူဣတိထာကြီးတိမေဟောကွန်ဆက်ရှင်လေးတောက်ပြီးတော့တိမေဟောကွန်ဆက်အားဒီပါဦးခုနှစ်ဆက်ကနေတက်တာမှာခုနှစ်ဆက်ကနေလောက်တော့နေခြင်းလို့ပါခုနှစ်ဆက်ကနေပြည်ပြန်တော့လေလူတရားဘာပြောပြောသိခြင်းနဲ့ငယ်လေးနဲ့သိခြင်းနဲ့ချို့50လောက်ဆိုရင်ရပါပြီချို့60လောက်ဆိုရင်ချို့ခုနှစ်ဆက်လောက်နေရပါပြီချို့ချို့60လောက်နေရပါပြီဘာပြောပြော50ချို့တော့ရင်လည်းသူကမသိခြင်းဘဝတဏှာရှိရှိ အသက်60ဖြစ်သွားရင်လည်းမတည်ခြင်းဘဝတဏ္ဍာရှိ90ဖြစ်သွားရင်လည်းဘဝတဏ္ဍာရှိနေသမျှမတည်ခြင်း80ဖြစ်သွားလည်းဒီတိုင်း80ဖြစ်သွားတဲ့သူလည်းဘယ်သူတည်ခြင်းနဲ့သွားမလဲဘယ်သူမှမတည်ခြင်း90ပြည့်လည်းမတည်ခြင်းလေးတရားပြည့်လည်းမတည်ခြင်းလေးရှိနေသမျှရှိဒီသားနဲ့ဒီသမီးနဲ့ဒီဇနီးနဲ့ခင်မောနဲ့အသက်တရားတရားမဆိုအသက်တရားလုံးကိုလှုပ်ကြွေးပြုစုပြီးတော့တာညွတ်သမီးကြောင့်ခံကျင်တာလူပုရုဇဉ်သဘောပါ အဲ့တားကြောင့်တတိကြောင့်မှဒီတားကြောင့်တတိကြောင့်ဖြစ်ကလွန်တတတမြယုံပြီးတော့နော်သာသနာကြောင့်ခန္ဓာကြောင့်ခံရင်းနဲ့ခန္ဓာကိုအရင်းတည်ပြီးတော့အမြတ်ထအောင်ကြိုးစားနော်အမြတ်ထအောင်ကြိုးစားပါအမြတ်လဲဆိုတရားတည်းကိုအမြတ်ပဲခန္ဓာငါးပါးဒုတ္တယောက်ျားကိုငမိုးလင်းတာနဲ့သူကအစာလေးကျွေးပြရတယ်ဟိုကလေးကျွေးတရားလေးကျွေးတင်းမင်းကိုခုန်ဆက်နေတာတဲ့ ချုပ်လို့ရတာနဲ့အသက်ခံရတာနဲ့ဘာမှကျေးဇူးမများတဲ့ခံစားမှုကြီးချုပ်လဲလုပ်ပြရတယ်ပြီးတော့လည်းအသက်ခံအောင်ဘုသူမဆိုအသက်ခံမှာပဲနိကိုရေဝေးတို့ထိတ်ပြလို့သွားကြည့်ပါလားဒီတိုင်းဒီတိုင်းအတူအချတရားတရားမဟုတ်တရားအသက်ခံရတဲ့သူတည်ရည်ခန္ဓာရထားတဲ့သူမှသမျှခန္ဓာရှိရင်ခန္ဓာဒုက္ခရှိအောင်ပါ ျုံလုံးရတာနဲ့အတ္တခန္ဓာနဲ့ဘာမှကြီးစုမမြတဲ့ခန္ဓာကိုကြီးဖြစ်နေတော့ကြောင်းသူကမတတ်ခင်သူကတတ်လို့မတည်ခင်သူတတ်လို့မတည်ခင်ယူဝတနာရှုလိုက်ရင်တဏှာတည်တယ်တဲ့တဏှာတည်ပြီဆိုရင်ယခုဖြစ်ပေါ်နေတဲ့ခန္ဓာကိုငောင်းခန္ဓာနဲ့မဆက်အောင်ဉာဏ်ဝင်ရမယ်တဲ့အဲ့ဒါမှမဲ့ချောင်းဝင်ပါကိစ္စပြီးပြီနာဆိုတော့အိဋ္ဌာအိဋ္ဌာလို့ပြီးပြီးတော့ နော်နေဆာနေဆာလို့ဒီဝေဒနာဖြစ်တယ်နေဆာဆောင်းအောင်လိုက်လို့ရှင်ဆောင်းဝေဒနာဖြစ်ဖြစ်ဒုက္ခဟုဒုက္ခလို့ဒီဝေဒနာဖြစ်တယ်ဒုက္ခဆောင်းအောင်လိုက်လို့ရှင်ဆောင်းဝေဒနာပဲဖြစ်ဖြစ်အနတ္တဟုအနတ္တလို့ဒီဝေဒနာဖြစ်တယ်အနတ္တဆောင်းအောင်လိုက်လို့ရှင်ဆောင်းဝေဒနာပဲဖြစ်ဖြစ်ဒုတိယတော်ကောင်းများကုကုကုတကယ်ဖြစ်တယ်ဆိုရင်ကုကုကုတကယ်တနာဆိုရင် အရွယ်သုံးပါးတပါးပါးမှာတရားအလိုလိုပြောင်းလို့ဝိပဿနာရှုပြောင်းရှုဒါနတေတိလပူပြီးတော့မြတ်တယ်တိလတေသမထပူပြီးတော့မြတ်တယ်သမထတေဝိပဿနာပူပြီးတော့မြတ်တယ်ဝိပဿနာရှုပြောင်းရှုကြနော်လူရည်ရွယ်ပဲပြင်းပြင်းလင်းကုန်ပြင်းချက်လာဆိုချက်တယ်ပြောတာကိုကူကိုပါဇက်ကတော့ချက်တယ်ပြောတယ်တမန်တရားအလိုမလိုဘူးဆိုရင်ပါဇက်ကတော့ချက်တယ်ပြောတာတကယ်ချက်ရမရောက်ဘူး မိကိုယ်ကိုချစ်တဲ့ဆိုဘယ်လိုချစ်ရမလဲအရွယ်ဆုံးမှတဘာဝတရားအထုချင်အာမတကယ်ချစ်ရရောက်တယ်သူတို့ကောင်းမြတ်ကိုယ်ကိုတကယ်ချစ်တဲ့ဆိုရင်လောကီကိစ္စဖြစ်တဲ့သာယသမီးသမီးခင်မွေးရဟိုဤတီဤစီဝိုင်းဒီဝိုင်းတို့မြေလုံးစရာရှိတာလို့ပါအဲ့လိုလုံးရင်းနဲ့မှဒီတရားအလိုပါလုံးမှကိုယ်ကိုတကယ်ချစ်ရရောက်တယ်ကိုယ်ကိုတကယ်တနာရရောက်တယ် တရားအလုံးမလုံးရင်ဝိပဿနာအလုံးမလုံးရင်ဘယ်တော့ဘယ်တော့ပဲပါဇက်ကကုကုချစ်တယ်လို့ပြောပြောချင်ရမရောဘယ်တော့ပဲကုကုတနာတယ်လို့ပြောပြောတနာရမရောခြေစွတ်ရှင်မာဝိမြင်ဆရာတော်ပြန်ပြောထားတယ်ခကြီးတို့မကြီးတို့ရေးတဲ့တန်းလေးတမီးလေးကြီးရေးပဲတနာမနေပါနဲ့ကုကုကိုလည်းတနာကြပါအောင်နဲ့ခကြီးတို့မကြီးတို့ရေးတဲ့တန်းလေးတွေတမီးလေးတွေအတွက်ပဲလမ်းရှာမနေနဲ့တဲ့ကုလမ်းလေးကိုရှာကြပါအောင်တဲ့ ဖီးတို့မီးတို့ရေတားလေးတွေသမီးကြီးတွေရေရှည်ရည်ကြီးပဲကြည့်မနေပါနဲ့ကိုရှည်ရည်လည်းကိုကြည့်ကြပါအောင်တဲ့မိမတွေတော်တော်များများတော့တော်တော်များများကိုကဟောအသက်ကကြီးပြီတားနဲ့တားသမီးနဲ့မိမဆိုတေယုတေဇင်တေဇာစတန်းဆိုရင်အနည်းဆုံး20လောက်တော့ကွာတာပဲတေယုတေဇင်တေဇာစတန်းဒီအဖေဒီအမေရတဲ့အဲ့ဒါကိုစိတ်မကြနိုင်ဘူးဟိုမှာအကောင်ကြီးသွားနိုင်လားနဲ့လွတ်နေခိုင်းနိုင်ဟိုမသွားနိုင်ဘူးလားနဲ့မလွတ်နိုင်ဘူးခိုင်းနေရစိတ်မကြဖြစ်နော် ာတွေတပီတွေကြီးပဲသားတွေတပီတွေကြီးပဲလမ်းကြီးပဲကြည့်မနေနဲ့ကိုလမ်းလည်းကိုကြည့်ကြပါဦးနဲ့သားတွေတပီတွေရဲ့ရှင်ရည်ကြီးပဲကြည့်မနေနဲ့ကိုရှင်ရည်လည်းကိုကြည့်ကြပါသားတွေတပီတွေရှင်ရည်မကြည့်နဲ့ပြောတော့မဟုတ်ကြည့်ကိုရှင်ရည်လည်းကိုကြည့်လို့ပြောနော်သားတွေတပီတွေကြီးပဲတနာမနေကြပါလားကိုကိုလည်းတနာကြပါဦးလေကုကုကိုတကယ်တနာတဲ့ဆိုရင်တရားလို့လို့ဘဝတနာရှိပါကုကုကိုတကယ်ဖြစ်တဲ့ဆိုရင် တရားအလုပ်လုပ်ပါဝိပဿနာရှုပါနော်ဒီခန္ဓာကိုယ်ကမမြဲတဲ့ခန္ဓာဆိုတော့မမြဲတာကိုအနေဆာအနေဆာလို့သိတယ်အနေဆာလို့သိလို့ရှိရင်နောက်ကဝိပဿနာထပ်တယ်နော်ဝိဒဝိပဿနာရှုရအောင်အနေဆာကိုအနေဆာမှန်သိတယ်ဒုက္ခကိုဒုက္ခမှန်သိတယ်ခန္ဓာကိုယ်အနိစ္စမလို့အနိစ္စတည်းဝိပဿနာဖြစ်တဲ့အနိစ္စဆုံးကိုရှုလိုက်ရင်ဘုက္ခုလမဲ့ဖြစ်နိုင်တယ် ခန္ဓာဒုက္ခမလို့ဒုက္ခလို့သိတယ်ဒုက္ခဆိုမှရှိလောကုတ္တပဲဖြစ်တယ်ခန္ဓာခန္ဓာပေါ့ခန္ဓာဆိုတော့ကာယကတ္တခန္ဓာနဲ့ရဝေဒနာရှိတော့ဝေဒနာမျိုးပတ္တနာပေါ့စိတ်ကိုရှိတော့စိတ်ဓာတ်မျိုးပတ္တနာပေါ့သဘောရှိတော့ဓမ္မလူပတ္တနာပေါ့နော်အကုန်လုံးအနိစ္စကိုအနိစ္စလို့သိရင်ဝေဒနာဖြစ်တယ်အနိစ္စဆိုအောင်လိုက်လို့ရှိရင်လောကုတ္တပဲဖြစ်တယ်ဒုက္ခဒုက္ခလို့သိရင်ဝေဒနာဖြစ်တယ်ဒုက္ခဆောင်လိုက်လို့ရှိရင်ဒုက္ခဖြစ်မှာဖြစ်တယ် နတ္တကိုအနတ္တလို့သိယူဝတ္တနာဖြစ်တယ်။အနတ္တဆုံးအောင်ရှုလို့ရှိရင်လောဘရတာပဲဖြစ်တယ်။တို့တို့နော်တရားရဲ့အစစ်နဲ့တစ်စစ်နဲ့တစ်စစ်ပြည့်တဲ့ပြင်ပြီးတော့ဖြစ်ဖြစ်တည်းပြင်ဖြစ်ဖြစ်တည်းမုံဖြစ်ဖြစ်တည်းဆုံးပြီးတော့ဖြစ်ဖြစ်တည်းရဲ့ဆုံးရဖြစ်တဲ့နိဗ္ဗာန်တိုင်အောင်တမတ်တပူရိယပြီးတော့တရားတို့တည်လို့ရဉာဏ်ရနိုင်တဲ့တတော်ကောင်းဤကိုယ်စီဖြစ်နိုင်ကြပါစေကောင်းတဲ့ပြည် တရားသိမေတ္တာလေးပို့အောင်နော်ကုံမေကဇံဝိဝိဇ္ဇတဝါသုမကယံတုပါနိနောဝိကေဇာဝိဝိဇ္ဇတဝါဥဇုံသုမကကောဘဝိပါဏိနောနမတောသောတတဝါပေါင်းစွာသောအလွန်သောတရားနာပရိသတ်အပေါင်းတို့ကောင်းတို့သည်ကုံမေကံနိဗ္ဗာန်ရောက်ကြောင်းခရီးကောင်းမဟုတ်တဲ့ ဝိကမကောင်းလည်းဉာဏ်လည်းယုံလည်းဆိုခြင်းဆိုကြည့်တကောဝိဝိစတောအဆောင်ရှာဖြစ်ခြင်း၍သူမေကံဒီပဲရောက်ကြောင်းခီကောင်းဖြစ်တဲ့မကင်ရှိတဲ့ခီမကိုဥဆုံးဖြောင်းဖြောင်းမမရန်တို့လိုက်သွားနိုင်ကြပါစေကုန်တတိအဟိဒီလကံဖြစ်တော်တရားဟောစရာအကစီယောနာမသဘောကျွန်ုပ်ဒီလည်းပဲ ုံမေကံလေးပဲရောက်ကြောင်းခီကောင်းမဟုတ်တဲ့ဝိကံလကောင်းလည်းညီလိုက်ရောက်လာဆိုခြင်းဆိုကြည့်တကောဝိစတဝါဆောင်ရှာဖြစ်ကြည်၍သူမေကံလေးပဲရောက်ကြောင်းခီကောင်းဖြစ်တဲ့ဘခင်ရှိတဲ့ခီမကိုဥဆုံးဖြောင်းဖြောင်းမှပါသူမေကကောအလုံးသောတရားနာပရိသတ်အပေါင်းတော်ကောင်းတို့ကို နိဗ္ဗာန်ရောက်ကြောင်းဖြင့်ကောင်းကိုကောင်းမွန်စွာပို့ဆောင်ပြီးနိုင်၍တရားဟောကောင်းညောင်းပြဆုဆုံးမနေတဲ့ဥစဉ်ကိုယ်တိုင်ကလည်းနိဗ္ဗာန်ရောက်ကြောင်းဖြင့်ကောင်းကိုကောင်းစွာလိုက်သွားနိုင်တဲ့ပုဂ္ဂိုလ်သည်ဘဝီဘဝရန်ကောင်းစွာမသွေဖြင့်ရပါစေကောင်းတည်း ပိကညာကောကုသိတ္တံချမ္မံချမ္မာပိဒီဘောတိယုတိခန္ဓာဖြင့်တရားတို့တည်တူ၏အမြန်ရနိုင်တဲ့ပြောကောင်းမီကုသိဖြစ်နိုင်ကြပါစေ။